အောင်ပန်းမြို့၌ပြည်ပပိုးကုံတိနံထုတ်ကုံများတွင်ပိုးသက်စီဓာကျွင်းကင်းစင်ရေးနှင့်ပန်းတိုင်ထွက်နှုံရရှိရေးဤပညာပေးဆွေးနွေးပွဲကျင်းပတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းကလောမြို့နယ်အောင်ပန်းမြို့ရှိအောင်ပန်းခမ်းမ၌စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆယ်မြောင်းဝင်ကြီးဌာနစိုက်ပျိုးရေးဦးစီးဌာနမှကြီးမှု၍ပြည်ပပိုးကုံတိနံထုတ်ကုံများတွင်ပိုးသက်စီဓာကျွင်းကင်းစင်ရေးနှင့်ပန်းတိုင်ထွက်နှုံရရှိရေး ဤပညာပေးဆွေးနွေးပွဲကိုယနေ့နေ့နဲ့9နာရီခွဲကကျင်းပပြုလုပ်ရာစိုက်ပျိုးရေးဦးစီးဌာနရုံးချုပ်ဒီနန်ကာကွယ်ရေးဌာနခွဲမှညွှန်ကြားရေးမူစိုက်ပျိုးရေးဦးစီးဌာနပြည်내ဦးစီးမှုနှင့်အဖွဲ့ဝင်များကလောခရိုင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမြို့နယ်ဆင့်ဌာနဆိုင်ရာများစိုက်ပျိုးရေးတောင်သူလယ်သမားများပူးတက်စေရောင်းချသည့်လုပ်ငန်းရှင်များစုစုပေါင်း198ဦးတက်ရောက်ခဲ့ကြပါသည် အခမ်းအနားတွင်ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှပြည်နယ်ဦးစီးမှုဦးချိုနိုင်ထွန်းကအဖွင့်မှာစကားပြောကြရာတွင်စိုက်ပျိုးရေးထုတ်ကုန်များကမ္ဘာဈေးကွက်တွင်ရှင်ပြိုင်နိုင်ရေးနှင့်ပြည်တွင်းစားသုံးသူများအစားအစာဘေးကင်းလုံခြုံမှုရှိစေရေးသည်အရေးကြီးကြောင်းစိုက်ပျိုးသီးနှံများ၏ပန်းနိုင်ထွက်နှုန်းရရှိရေးကျိုးပန်းဆောင်ရွက်ရန်လိုအပ်တဲ့ကဲ့သို့ထွက်ရှိလာသည့်သီးနှံထုတ်ကုန်များတွင်ပိုးသက်စေဓာတ်ကျွင်းကင်းစင်ရေးသည်လည်းအရေးကြီးကြောင်း ဝန်ထမ်းများတီးနှံစိုက်တောင်သူများပိုးသက်စေရောင်းဆိုင်များဝယ်ယူကြိတ်ခွဲတူလောင်ရောင်းချသူများစိုက်ပျိုးရေးထွက်ကုန်များကိုတင်ပို့ရောင်းချနေသူများသက်ဆိုင်ရာဌာနမှတာဝန်ရှိသူများအတူတကွဘူးပေါင်းဆောင်ရွက်ပါကပိုးသက်စေတက်ကျွင်းကင်းစင်သည့်တီးနှံများကိုထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်းပြောကြားခဲ့ပြီးစိုက်ပျိုးရေးဦးစီးဌာနရုံးချုပ်တီးနှံကာကွယ်ရေးဌာနခွဲမှညွှန်ကြားရမှုဦးစော်လင်းကပြည်ပပို့ကုန်တီးနှံထုတ်ကုန်များတွင် ပိုးသက်စေတက်ကျွင်းကင်းစင်ရေးနှင့်ဗန်းနိုင်ထွက်နှုံရရှိရေးဤပညာပေးဆွေးနွေးပွဲဆောင်ရွက်ရခြင်းဤရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့ပါသည်ထို့နောက်စိုက်ပျိုးရေးဦးစီးဌာနမှပြည်내ဦးစီးမှုတည်နံကာကွယ်ရေးဌာနကွယ်မှညွှန်ကြားရေးမှုနှင့်ကလောခရိုင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကတင်နန်းသားများကိုတင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့ပါသည်ဆက်လက်၍စိုက်ပျိုးရေးဦးစီးဌာနရုံးချုပ်မှ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာပညာရှင်များကတီးနံထွက်ကုန်များတွင်ပိုးတက်စေဓာတ်ကျွင်းကင်းစင်ရေးအတွက်ပိုးတက်စေသုံးဆွဲရာတွင် စနစ်တကျသုံးဆွဲရေးပိုးတက်စေသုံးဆွဲရာတွင်စနစ်တကျသုံးဆွဲရေးနှင့်ဘက်ဆောင်တီးနံကာကွယ်နည်းစနစ်များအားကျင့်သုံးဆောင်ရွက်နိုင်ရေးဗန်းနိုင်ထွက်နှုံရရှိရေးအတွက်မျိုးကောင်းမျိုးတတ်များအသုံးပြုရေးမြေစီလောအာဟာရဓာတ်များဖြည့်သွင်းပေးရေတဘာဝမြေဩဇာနှင့်တစ်စိမ့်မြေဩဇာများထည့်သွင်းအသုံးပြုရေ ဓမ္မဩဇာစနစ်တကျအချိန်က အချိုးကျသုံးဆွဲရေးအကြောင်းများကိုအသိပညာပေးဆွေးနွေးကြပြီးတက်ရောက်လာသူများက သိရှိလိုသည်များမေးမြန်းချက်များကိုတာဝန်ရှိသူများကသက်ဆိုင်ရာကဏ္ဍအလိုက်ပြန်လည်ရှင်းလင်းဖြေကြားပြီး အသိပညာပေးစာအုပ်စာဆောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်ခင်ဗျာ။